သမိုင်းတွင်အောင်ရုပ်ပေါက်ခဲ့ဦးတဲ့မြန်မာလယ်ရေးသင်းမျိုးသားသင်း2012ခုနှစ်ဆူဇကီဖလာခြေစပွဲမှာဖြစ်ခဲ့တဲ့ဖြစ်ရပါအဲ့ဒီဘွဲမှာမြန်မာလယ်ရေးသင်းအသင်းနဲ့လာဝိုလယ်ရေးသင်းအသင်းတို့ဟာတူဝနာကွဲမှာချန်ပီယံကစားနေစဉ်မြန်မာလယ်ရေးသင်းအသင်းရဲ့ရှေ့ဆွမ်းဟာဆူဆူရွရွရုပ်ပေါက်ခဲ့တဲ့အတွက်မြန်မာသင်းရဲ့ပြည်သက်တွေဟာပြန်ဘက်လာဝိုအသင်းကို လာအိုလာအိုလို့ပြိုင်လို့អော်ပြီးတော့ မိနစ်80လောက်ကနေစပြီးတော့ပွဲပြီးရက်အထိအားပေးသွားခဲ့ပါတယ်အဲ့ဒီပွဲကမြန်မာအသင်းနဲ့လာဝအသင်းတို့ဟာတရည်ရက်လက်နဲ့ပြီးဆုံးသွားခဲ့ပါတယ်ပွဲပြီးသတင်းစာရှင်းလင်းပွဲမှာလာဝနီးပြကမြန်မာပြည်သက်တွေဟာသူတို့အသင်းကိုဘာကြောင့်အားပေးလဲမသိပေမဲ့အံ့ဩရသလိုကျေးဇူးတင်ကြောင်းပြောသွားခဲ့ပါတယ်အဲ့ဒါကလုံးတွေကိုတွေးကြည့်ရင်ချက်ဖို့အလွန်ကောင်းပါတယ်အခက်က ဒီဘက်ကလိုဆိုရှယ်မီဒီယာကမဟုတ်သေးတာကြောင့်ဘောရုံးပွဲမှာကိုယ်တိုင်အားပေးခဲ့သူတွေနဲ့ TV ကနေကြည့်ခဲ့သူတွေဂျာနယ်မှာဖတ်မိလိုက်တဲ့သူတွေတော့ဒါသတိထားခဲ့မိတာပါဒီဘက်ကလိုဆိုရှယ်မီဒီယာအကောင့်နဲ့ခက်မှသာဆိုရင်ခေါင်းတော်ဖော်လို့မရသည့်ဖြစ်ခဲ့မှာပါဒီဖြစ်စဉ်ကို ကြုံခဲ့ရတဲ့သူတွေအများကြီးတသိထင်ရှားရှိနေသေးတယ်လို့ကျွန်တော်တို့ပေးမှာဒီပို့ဒီအကြောင်းကိုကျွန်တော်တို့ post တင်ပူပါတယ်အဲ့ဒီအောက်မှာ ကွင်းထဲမှာကိုယ်တိုင်အားပေးခဲ့တဲ့ပိတ်သက်တွေကိုယ်တိုင်ကွန်မန့်ဝေရပြီးတော့ပြန်ပြောခဲ့ပါတယ်။ဒီနေရာမှာစကားဆက်ဆက်မိလို့ဆက်ပြောရရင်ဒီဘက်ကမှလာစာနေလို့ဒီကစားသမားတွေကတိတ်မကြိုးစားဘူးလို့ပြောနေသူတွေကိုမေးချင်တာပါ။2022ခုနှစ်ကတလားကိုလာစာ3350ရနေတဲ့လက်ရေးစင်တွေကဘာဖြစ်လို့အဲ့လောက်ထိရုပ်ပေါက်ခဲ့တာလဲ။အဲ့ဒီကကခြွေသေးနဲ့သူတို့ရနေတဲ့လာစာနေကိုချင်းကြည့်ရင် သူတို့လာတာဟာဒီဘက်ခေတ်အနေနဲ့ဘလောက်ထိတောင်ရခဲ့လဲဆိုတာမှန်းကြည့်လို့ရပါတယ်ဟုတ်ကဲ့အဆုံးထိကြည့်ပြရတော့ကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်ရဲ့ဖော်ဝဲမြန်မာဖော်ဝဲ channel လေးကိုလည်းအားပေးပေးပါအောင်ခင်ဗျာ